ညစဉ်တင်ဆက်ပေးနေမည်ဖြစ်တဲ့မနက်ဖြန်အတွက်မိုးလေဝသခန့်မှန်းချက်တွေကိုပြောပြသွားမှာဖြစ်ပါရဲ့ရှင်။ဒီညအတွက်စိုက်ပျိုးတောင်သူတွေကိုတည်ငင်ကောင်းလေးတွေလည်းမျှဝေပေးချင်ပါရဲ့ရှင်။ပထမဆုံးမနက်ဖြန်နိုဝင်ဘာလ28ရက်နေ့တောက်ကြနေအတွက်မိုးလေဝသခန့်မှန်းချက်တွေကိုအရင်ဆုံးပြောပြသွားပါမယ်။မနက်ဖြန်မှာတော့ရှမ်းပြည်မြောက်ပိုင်းကချင်းစကိုင်းတိုင်းမန္တလေးတိုင်း ချင်းရခိုင်မကွေးတိုင်းရှိပိုင်းနေပြီးတော့ပဲခူးတိုင်းရှိချင်းကရင်နဲ့မွန်တို့မှာဒီနေ့နေပူချိန်တွေထက်တတိဂရီဆယ်စီယက်တီထမှန်ကြဆင်နိုင်မှာဖြစ်ပါရဲ့ရှင်။တနေ့တာပြန်များပူချိန်တွေဖြစ်ရခိုင်ပြည်နယ်မှာ30ဒီဂရီဆယ်စီယက်ကနေ32ဒီဂရီဆယ်စီယက်တီအမြင့်ဆုံးခန်းစားရနိုင်မှာဖြစ်ပြီးနောက်နှစ်ရက်အတွင်းမှာလည်းမြန်မာနိုင်ငံတဝန်းလုံးတနေ့တာပြန်များပူချိန်တွေကြဆင်နိုင်မှာဖြစ်ပါရဲ့ရှင်။ ဒီနေ့ညကနေမနက်ဖြန်မနက်အထိကချင်းစကိုင်းတိုင်းအထက်ပိုင်းနဲ့မန္တလေးတိုင်းအထက်ပိုင်းတွေမှာနေရာဆက်ဆက်မြူထူထက်နိုင်ပြီးရှမ်းနဲ့ချင်းတို့မှာတော့နေရာကျဲကျဲ၊ကျန်ပြည်နယ်နဲ့တိုင်းတွေမှာတော့နေရာကွက်ကြားမြူထူထက်စွာကျဆင်းနိုင်မှာဖြစ်ပါရဲ့ရှင်။မြူဆိုင်နေကြမြေခွင်းဝေဝါပြီးအမြင်တာတုန်နိုင်တာကြောင့်မြစ်ချောင်းနေအတွင်သွာလာနေတဲ့ရင်းရင်ငယ်တွေနဲ့ကုန်းလန်းခီးမှာမောင်းနေနေကြတဲ့မော်တော်ယာဉ်တွေနေနဲ့တတိပြုသွာလာကြပါလို့တိုက်တွန်းလိုက်ရပါရဲ့ရှင်။ စိုက်ပျိုရေးလောက်ကနေကြတဲ့တောက်သူဦးကြီးရဲ့အနေနဲ့လဲစပါးပေပြောင်းနှံစားရဲစိုက်ပျိုသီးနှံတွေကိုကောင်းစွာစိုက်ပျိုနိုင်ပြီဖြစ်ပြီးပဲခူးတိုင်းရန်ကုန်တိုင်းအေယာဝတီတိုင်းတို့မှာအပေါ်ယံမြေလွာတပေကျော်အနက်ထိမြေစည်းလွာအဆိုဓာတ်ဟာ28ရာခိုင်နှုန်းကနေ32ရာခိုင်နှုန်းထိရရှိမှာဖြစ်ပါရဲ့ရှင်။ဒါကြောင့်မြေစည်းလွာအဆိုဓာတ်ကောင်းစွာရရှိနိုင်တဲ့အခြေအနေတွေကြောင့်တောက်သူဦးကြီးတွေအနေနဲ့စိတ်အေးလက်အေးသီးနှံတွေကိုစိုက်ပျိုနိုင်ပြီဖြစ်တယ်လို့အသိပေးလိုပါရဲ့ရှင်။ ပင်လယ်ပြင်အခြေအနေကိုလည်းသတိပေးချင်ပါရဲ့ရှင်။ပင်လယ်ပြင်အခြေအနေကတော့မြမပင်လယ်ပြင်မှာလှိုင်းတင်းတင်းရှိနိုင်ပြီးမုတ်တမခွေမွန်တနင်္သာရီကံယူနယ်တခြားနယ်ကမ်းလွတ်ပင်လယ်ပြင်တွေမှာတနအီကို35မိုင်ကြီးလေပြင်းနဲ့တိုက်ခတ်နိုင်ပြီးလှိုင်းမြင့်ဟာ6ဘီကနေ17ဘီထိရှိနိုင်တာကြောင့်ပင်လယ်ပြင်တွင်သွားလာသူတွေနဲ့ကဏီကဝင်းငါဖမ်းရေလုသားရဲ့အနေနဲ့သတိပြုသွားလာကြဖို့အကြံပြုတိုက်တွန်းလိုပါရဲ့ရှင်။ဆက်လက်ပြီးထူးခြားမှုလေသာဖြစ်စဉ်တွေကိုပြောပြပေးသွားပါမယ်ရှင်။ ကပလီပင်လေတောက်ပိုင်းကမလက်ကရီလက်ကြားမှာဖြစ်ပေါ်နေတဲ့မုန်တိုင်းဆန်ရဟာလက်ရှိမှာအာကောင်းနဲ့လေပြားနဲ့ရဲဝံဖြစ်အာရော့သွားပြီးဆက်လက်အာရော့ကပြက်ပြက်သွားတော့မှာပဲဖြစ်ပါတယ်။ဆိုက်ကလုန်းမုန်တိုင်းဆန်ရအပြော့သွားချိန်မှာပဲဘင်္ဂလားပင်လေရောအနောက်တောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့မုန်တိုင်းငယ်ကအာကောင်းလာပြီးတော့ဆိုက်ကလုန်းမုန်တိုင်းတစ်ခုဖြစ်လာဖို့ရှိနေပြန်ပါတယ်။လက်ရှိချိန်မှာတော့မုန်တိုင်းငယ်ဟာသီရိလင်္ကာနိုင်ငံကုန်းတွင်းဘက်ကိုဗဟိုပြုပြီးဆက်လက်အာကောက်ကဆိုက်ကလုန်းမုန်တိုင်းဖြစ်လာမယ်ဆိုရင် ရီမင်နိုင်ငံကအလှည့်ကျပေးရမယ့်နာမည်ဖြစ်တဲ့ဒစ်ထွာကိုရရှိကစိုက်ကလုန်းမုန်တိုင်းဒစ်ထွာဖြစ်လာမှာဖြစ်ပါရဲ့ရှင်။ဒီနေ့မှာဗဟုသုတအနေနဲ့ပြောပြချင်တာကတော့မုန်တိုင်းနာမည်ပေးမယ့်ဒစ်ထွာဟာရီမင်နိုင်ငံစကော့ထရွာစကော့ထရာကျွန်းပေါ်ကထင်ရှားတဲ့ရေကန်တကယ်ရဲ့နာမည်ပဲဖြစ်ပါရဲ့။ထူးခြားမှုတစ်ခုအနေနဲ့မိုးလေဝသခန့်မှန်းမော်ဒယ်တွေမှာတွေ့ရှိချက်အရတော့တောက်တယောက်ပင်လယ်မှာဖြစ်ပေါ်နေတဲ့တိုက်ဖုံးမုန်တိုင်းကိုတိုရဲ့မုန်တိုင်းလမ်းကြောင်းဟာ ီယန်နမ်ကမ်းခြေကိုဝင်ရောက်ပြီးနောက်ဗီယန်နမ်နိုင်ငံကမ္ဘောဒီးယားနဲ့ထိုင်းနိုင်ငံတောင်ပိုင်းတို့ကိုဒီဇင်ဘာလ၄ရက်နေ့ထိဖြတ်ပို့ရှိနေပါတယ်ရှင်။အခုလိုတွေးရှိရတဲ့မုံတိုင်းလမ်းကြောင်းတိုင်းတိုက်ဖုံးမုံတိုင်းကိုတိုဖြတ်တန်လာမယ်ဆိုရင်မြန်မာနိုင်ငံကတနင်္သာရီတိုင်းမှာဒီဇင်ဘာလပထမပတ်အတွင်းမိုးအနှင်းငယ်မျှသာရွာနိုင်မှာမျိုးဖြစ်နိုင်ပါတယ်ရှင်။ဒီနေရာမှာထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်လုပ်သားတွေကိုသတိပေးလိုတာကတော့တိုက်ဖုံးမုံနိုင်ကိုတိုရဲ့ရှမ်းကြောင့်ထိုင်းနိုင်ငံအရှေ့ပိုင်းနဲ့တောင်ပိုင်းဒေသတွေမှာ မိုးများနိုင်ခြေရှိနေတာကိုတွေ့ရတာကြောင့်မိုးလေဝသသတင်းတွေကိုစောင့်ကြည့်ကြဖို့အကြံပြုလိုပါတယ်ရှင်။အခုတင်ဆက်ပေးခဲ့တဲ့မိုးလေဝသခန့်မှန်းချက်တွေကိုတော့ကျမတို့ CJ Platform ရဲ့မိုးလေဝသလေးလာသူတဦးဖြစ်သူကိုလကုံအိမ်ကမိုးလေဝသခန့်မှန်းချက်မော်ဒယ်တွေမှာခန့်မှန်းဖော်ပြချက်တွေကိုစုစည်းပြီးတော့ခန့်မှန်းတင်ဆက်ပေးထားတာဖြစ်ပါတယ်ရှင်။မိုးလေဝသဖြစ်စဉ်တွေဟာချိန်နဲ့မျှပြောင်းလဲနေတာကြောင့်ကျမတို့ CG Platform ရဲ့နောက်ဆုံးရမိုးလေဝသခန့်မှန်းချက်တွေကိုလည်းဆက်လက်စောင့်ကြည့်ပေးကြပါလို့မြစ်တရရဲ့ခန့်လိုပါရှင်